ပြပည်သူများရှင် Prime Media မှသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါရှင့်။ကျမအနေနဲ့မနေ့ကတက္ကသိုလ်ဝန်ထမ်းဆောင်မွေးဝဲဖြစ်ဆိုတဲ့ကလေးအကြောင်းပြောဆိုရပေါ့နော်။ကျမမနေ့ကပြောထားတဲ့အတိုင်းပဲရှင်ဒုတိယပိုင်းလေးဆက်လက်ပါလာပါတယ်။သတင်းတစ်ခုတင်ဆက်တဲ့အခါမှာအဲ့ဒီသတင်းလေးတွေနဲ့အလားတန်တူညီတဲ့ရင်ပွင့်တန်လေးတွေကကျမတို့သတင်းရဲ့အောက်တွေမှာဆိုခွန်မှန်လေးလာရေးကြရပေါ့နော်။အဲ့ဒါလေးတို့ကျမနောက်ပိုင်းဆိုရင်ထုတ်လုပ်ပြီးတော့တင်ပြပေးပါရရှင့်။မကြောက်လဲဆိုတော့ဒါတွေကပြည်သူအတန်အစ်စ်ဖြစ်တာကြောင့်ပဲဖြစ်ပါတယ်။ ကျမတို့တနိုင်ငံလုံးမှာရှိရတူတွေကိုတရားချင်းလိုက်ပြီးတော့ဘာတွေခက်ခဲနေလဲဆိုတာလိုက်မေးဖို့ဆိုတာအပြင်မှာခတ်တယ်ပေါ့နော်လူမှုကွန်ရက်ပေါ်မှာတော့လွယ်ရရှင်းအားလုံးကအကောက်လေးတစ်ခုရှိရတဲ့အတွက်ပေါ့နော်တစ်ခုချင်းစီရှိကြရတဲ့အတွက်ပေါ့ရှင်လာပြီးတော့ရှင်ဖွင့်ကြတာပေါ့ဒီတော့ဒါကတော့အတူဝန်တန်းစာမွေးဝဲဖြေဆိုတဲ့အကြောင်းသားလေးတွေအကြောင်းသူလေးတွေရဲ့မိဘတွေရဲ့ရှင်ဖွင့်စာလေးပေါ့နော်ဒါလေးကိုကျမထုတ်ထုတ်ပြီးတော့ပြောပြချင်ပါတယ်မနေ့ကဆို YouTube channel အောက်မှာဒီသတင်းလေးအောက်မှာပေါ့နော် comment ရေးသွားသွားတာက392ရောက်ပါရှင့် တတော်မှာတော့989ရောက်ရှိပါတယ်ဒီနေ့မနက်ထီပေါ့နော်ကျွန်မရှိတွက်ထားတာဟာဆိုရင်ဒီတော့မိဘပေါင်းတထောင်ကျော်ဟာဆိုရင်လာပြီးတော့ရှင်ခွင့်သွားတာဖြစ်ပါရှင့်ចောင်းသားလေးလည်းပါပါတယ်ဒီထဲမှာမှကျွန်မတို့တွေနဲ့တေချာလေးစဉ်းစားတွေးခွန်သုံးသပ်ရမယ်ခွန်မှန်လေးတွေကိုကျွန်မရွေးချယ်ပြီးတော့ဖတ်ပြပါမယ်ရှင့်ပထမဆုံးရေးထားတဲ့ခွန်မှန်လေးကတော့ကျွန်မတို့မိသားစုဆိုရင်တနေ့လုံးမှတနေ့စားပင်မန်းစွာနဲ့ចောင်းထားခဲ့ရတာပါတဲ့ကလေးကတစ်ပါးသားမှမဖြေနိုင်လို့ပြောတဲ့အခါစိတ်ဆင်းရဲရပါတယ်ဆိုပြီးတော့ပြောကြားထားပါရှင့် မနေ့ကဆိုရင်ကျွန်မပြောပြတာအကြောင်းသားလေးတွေရင်ဖွင့်ချက်ပေါ့နော်ဆံဝေးပွဲမဖြေနိုင်ဘူးဆိုရဲအကြောင်းသားလေးတွေအများပြတဲ့အတွက်ရင်ဖွင့်ချက်လေးတွေအများကြီးတွေ့ရတဲ့အတွက်ဒီအကြောင်းရလေကျွန်မတင်ဆက်ခဲ့တာဖြစ်ပါတယ်ဒီနေ့မှာတော့မိဘတွေရဲ့ရင်ဖွင့်တန်လေးပေါ့ရှင်နောက်ထပ်မိဘတို့ရေးထားတာကအမှန်ပဲညီမကြီးတဲ့ကလေး၃ယောက်လုံးအစိုးရဆက်ဆိုတော့စီးပွားရေးအဆင်မပြေတဲ့အခါမှာကျူရှင်ကိုမထားနိုင်ဘူးဖြစ်နေတယ်တဲ့အဲ့ဒီကျူရှင်တက်တဲ့ကိစ္စရကလည်းကျွန်မနိုင်ငံမှာအင်မတန်ကြီးမားတဲ့ပြဿနာတစ်ခုသာဖြစ်ပါတယ်။နိုင်ငံတော်အစိုးရကတော့ ဆရာဆရာမတွေသူရှင်မတင်ဖို့ပြောတယ်ပေါ့နော်ဒါပေမဲ့ဆရာဆရာမတွေကလည်းလောက်ခလာစာမလောက်ငှားတဲ့အတွက်သူရှင်တင်ရတယ်ရှင်သူများနိုင်ငံမှာဆိုလေသူကပညာရေးကဏ္ဍအရေးကြီးတဲ့အတွက်အเจ้าဆရာဆရာမတွေကလောက်ခလာစာတွေကိုလုံလောက်လောက်ပေးတယ်ရှင်အဲ့လိုပေးတဲ့အတွက်ဒီเจ้าဆရာဆရာမတွေဟာဆိုရင်ကျောင်းမှာပဲပညာကိုပေါ့နော်အပြည့်အဝကလေးတွေကိုသင်ပေးတယ်စာဝင်တွေအတွက်သူပူစရာမလိုဘူးလေကိုလောက်ကိုကိုအာယုံဆိုင်ပြီးတော့လုံနိုင်တယ်ပေါ့နော်ရှင်းပြရင် တကယ်ကိုနိုင်ငံရဲ့အနာဂတ်တွေကိုမွေးထုတ်တဲ့နေရာဟာစာသင်ခန်းတွေပဲ ဒီစာသင်ခန်းတွေမှာလွတ်လွတ်တဲ့ဆရာမတွေကလောက်ခလာစာလောက်ငါခြင်းမရှိတာတို့ဘဝခက်ခဲများနေတာတို့စိတ်ဖိစီးပင်ပန်းနေတာတို့ဆိုရင်ဒီဟာတွေကကလေးတွေစီကိုရောက်မှရှင့်ဒါကလည်းနိုင်ငံတော်အနေနဲ့အထူးသတိပြုပြီးတော့ဖြေရှင်းတဲ့ကိစ္စလေးသာဖြစ်ပါတယ်ကျူရှင်ထားရတဲ့ကိစ္စကအဲ့ဒီကစတာပေါ့နော်ကျူရှင်ထားတဲ့ခါကျတော့ဆရာမအချို့ကကျူရှင်မှာပဲကောင်းကောင်းသင်ပြီးတော့ကျောင်းမှာတိတ်ချာမသင်သေးတော့ဘူးရှင့်အဲ့ဒီခါမှာကျူရှင်မထားနိုင်တဲ့ကလေးရဲ့ပညာရေးကစိုးဝါးစွာနှိမ့်ကြလာပါတယ်ရှင့်ဒီလိုခွာခြားမှုတွေဖြစ်လာတာပေါ့နော် ဒါကတော့အရင်စစ်အမြင့်ပေါ်ဆိုသလိုဆီယာမတွေကျူရှင်မတင်စေချင်ဘူးဆိုရင်တော့ကျူရှင်မတင်ရလောက်အောင်လို့ခိုင်မာတဲ့လောက်ခလာစာတွေပေါ့ရှင်စီမံမှုလေးတွေပေါ့ဆရာဆရာမတွေအတွက်ကိုတည်တည်ချာချာလုပ်ပေးမယ်ဆိုရင်တော့ဒီကျူရှင်တင်တဲ့ကိစ္စလေးကညှော်နေသွားမှာပါရှင့်ဒါလေးကတော့အထူးအကြံပြုချက်အနေနဲ့ပြောပြချင်ပါတယ် နောက်ထပ်တစ်ယောက်ကတော့ចောင်းသားလေးတစ်ယောက်လာမှန်သွားတာပါရှင်ကျွန်တော်ကကျရှင်မတက်နိုင်ပါဘူးတဲ့ဒါကြောင့်သင်ချာလဲသူမဖြေနိုင်ခဲ့ဘူးပေါ့နော်အဲ့ဒီမှာကြာမှာသူအရန်ကြောက်ပါတယ်တဲ့ကျွန်တော်တို့ရဲ့ဘဝတွေကိုလူကြီးမင်းလို့မြင်နိုင်ပါစေဆိုပြီးတော့ခွန်မှန်လေးရေးသွားပါရှင်နောက်ထပ်အမျိုးသမီးလေးတူရေးသားသွားတာကတော့ဟုတ်ပါတယ်တဲ့ဝုံကလေးပညာရေးကိုမြင့်တင်ခြင်းလေးလို့မရပါဘူးတဲ့ဖြည်းဖြည်းချင်းမြင့်မှရပါမယ်ဒါကြတာဖြင့်စနစ်ကចောင်းသားတွေကိုတအားကြီးပညာမပြစေချင်ပါဘူးဆိုပြီးတော့ပြောထားပါရှင်ဒါကတော့မိကုန်းလေးခတ်တာနဲ့ပတ်သက်ပြီးတော့ပြောထားတာဖြစ်ပါရှင် နောက်ထပ်မိခင်လူကြီးသားထတာတော့ကျမသားလေးကိုတဲ့အိမ်နဲ့ခြံရောင်းပြီးတော့ထရတာပါတဲ့အခုအင်္ဂလိပ်စာမဖြေနိုင်တဲ့အခါမှာကလေးရောမိဘရောစိတ်ညစ်နေပါတယ်ဆိုပြီးတော့ခမန့်လေးရှင်းသွားပါရဲ့ရှင်။နောက်တစ်ယောက်ကတော့ပကိုးအရှိမတဲ့တစ်နှစ်တာသယုံညွှန်းနှန်းတဲ့ကမမေးဘဲနဲ့အာလုံးဒီပါအန်စင်မေကိုမဲ့ထုတ်ခဲ့တဲ့အတွက်ကျန်တဲ့ဘာသာတွေဖြေဆိုဖို့တော်တော်ဟန်ချက်ပြတ်သွားပါတယ်ဆိုပြီးတော့ပြောကြထားပါတယ်ရှင်။နောက်ထပ်မိဘတို့ရေးထားတာကတော့ဒီနေ့သင်္ချာမေကုံးဆိုရင်တက်စ်ထဲကနေပြီးတော့ ပြင်ပကအမ်စင်မေးခွန်းနဲ့များနေပါတယ်တဲ့။တာမန်စတိတ်တဲ့ចောင်းသားမပြောနဲ့ဘော်ဒါចောင်းသားတွေတော့မှမဖြေနိုင်ဘူးဆိုပြီးသိရတယ်လို့ပြောထားပါရှင်။ဒီမှာအခုဖတ်ပြတာကတော့မိဘအချို့ရဲ့ရင်ဖွင့်တန်နေတာဖြစ်ပါရှင်။ဒီကိစ္စလေးကဒီရင်ဖွင့်တန်လေးပေါ့နော်။ဘာကြောင့်ဒီလိုဖြစ်လာလဲဆိုတာလေးကတော့ကျွန်မတရင်ပထမပိုင်းလေးမှာတင်ဆက်ပေးပြီးဖြစ်ပါတယ်။ ကျွန်တော်ခုဆက်လက်တင်ဆက်ပေးချင်တာကကျွန်မစီကိုမိခင်တူကလည်းဖုန်းဆက်ပြီးတော့တေချာလေးဒီသတင်းလေးနဲ့ပတ်သက်ပြီးတော့ဗောနော်သူကြုံရတဲ့ကိစ္စလေးပြောပြလာပါရှင်အဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတဲ့အချက်လေးလည်းကျွန်မထုတ်လို့ပြီးပြောပြချင်ပါတယ်။အဲ့ဒါပါလဲဆိုတော့သူဟာဆိုရင်ဒီသူ့ရဲ့သမီးလေးဗောနော်ကြောင်းထားတဲ့အချိန်မှာဆရာဆရာမအချို့ရဲ့စိတ်ဖိစီးမှုပေါ့နော်အနိုင်နှိမ့်ဆက်အနိုင်ကျင့်မှုပေါ့ရှင်ပြောမှဆိုစိတ်ကိုအနိုင်ကျင့်တာပေါ့အဲ့လိုစကားလုံးနေနေပေါ့ရှင်စက်ကြောတက်ကလေးတက်ကိုပြောတဲ့ပြောထိုက်တဲ့စကားလားမသိ မပြောတဲ့မပြောထိုက်တဲ့စကားလားမသိအဲ့လိုမျိုးလုံးဆောင်ချက်တွေပေါ့ပြောရမယ်ဆိုတော့ဆရာတယောက်ရဲ့ quality မပြေဝတဲ့သူတွေနဲ့ तू တွေ့ကြုံခဲ့ရတယ်ပေါ့နော်ဒါကြောင့် तू အစင်အင်မတန်ကိုစိတ်ပင်မဆင်းရဲခဲ့ရတယ်ဒါပြေခက်ကာလာမကောင်းတဲ့အခါမှာဆိုရင်လဲစီးပွားရေးကိစ္စတွေလူမျိုးရေးကိစ္စတွေအပြင်ကိုသတ္တမိလေးကိုလည်းစိတ်အေးလက်အေးနဲ့မထားနိုင်တဲ့အတွက်တော်တော်ကိုစိတ်ပင်မဆောင်နဲ့ချက်တန်းခဲ့ရတာပေါ့နော်အခုဆိုရင်သူ့ရဲ့သမီးလေးကတက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေဆိုဖို့အတွက်ကိုစ조사နေဖြစ်ပါတယ်တဲ့အဲ့မှာ तू ကပြောပြတာတခုကိုကျွန်မအခြားတည်နေဒီမှာဖြစ်နေလားဆိုတာလေးကို မသိကျင်တဲ့အတွက်တင်ပြတာဖြစ်ပါရဲ့ရှင်။အဲ့ဘာလဲဆိုတော့ဒီမန္တလေးမြို့ကမြို့လေကောင်မှာရှိတဲ့အထက်တန်းကျောင်းတစ်ခုမှာပဲသူ့တမီးလေးသူထားရယ်ပေါ့နော်။သူ့ရဲ့ကလေးဟာဆိုရင်ဆောင်ဝေးဘက်ဖြည့်ရဲ့အချိန်မှာပေါ့နော်။ဆောင်ဝေးဘက်ဖြည့်ပြီးရတယ်ဒီကလေးတွေဖက်စာအုပ်တွေကိုဆီယမတွေကတောင်းတယ်တဲ့။တောင်းမှာမှာရိုးတောင်းတာမဟုတ်ပဲနဲ့အတင်းတောင်းတယ်ပေါ့နော်။အဲ့ဒါနဲ့ဘာကြောင့်တောင်းတယ်လဲဆီယမဆိုမေးလိုက်တဲ့အခါမှာနောက်နေ့ကြောက်လို့ရှိရင်တဲ့အเจ้าကဒီဖက်စာအုပ်တွေကိုထုံဝေးပေးတော့ဘူးတဲ့။ဒါကြောင့်သူကပြန်တောင်းတာတဲ့။အဲ့လိုပြောပါရဲ့ရှင့်။ ီးတော့နောက်တစ်ခုကအထက်ကတောင်းခိုင်းတာလို့ပြောတယ်တဲ့ဒီတော့အထက်ကဘာလို့လဲဆိုတော့မေးတော့လည်းမဖြေဘူးရှင့်ကျမနိုင်ငံမှာလည်းခါကြရင်အထက်ကအထက်ကလို့ပြောကြတာအများရယ်ပေါ့နော်ဝန်ထမ်းတွေအနေနဲ့ကကိုယ့်စီကိုရောက်လာတဲ့အမိတ်တစ်ခုညွှန်ကြားချက်တစ်ခုကိုအထက်ကဆိုတာနဲ့ပဲဖော်ဆောင်မယ်ဆိုရင်ဒီကိုကဖော်ဆောင်တဲ့ခါမှာမိဘတွေတေချာလေးရှင်းပြဖို့လိုတာဝန်ရှိရဲ့ရှင့်တခုခုဆိုအထက်ကတာဝန်နေတာအထက်ကလုတ်ခိုင်းတာဆိုတော့အထက်ကဘာလို့လဲမေးတဲ့ခါကျတော့လည်းတေချာရေးရမဖြစ်တော့ဘူးဆိုတော့မိဘနဲ့ဆရာဆရာမနဲ့ကြားထဲမှာတန်လျာဖြစ်ပေါ်ရာကိစ္စတွေအထင်လွဲတဲ့ကိစ္စအများကြီးဖြစ်လာတာပေါ့ရှင့်ဒါလေးကတော့ ဆရာဆရာမတွေရဲ့အားနည်းချက်လို့ပဲကျွန်မပြောချင်ပါတယ်။တခုခုဆိုအထက်ကဆိုတော့အနေမိဘတွေကကျင်းက်သွားတာမဟုတ်ဘူးရှင်။ဒီဖြေကိုကျင်းက်သွားတာမဟုတ်ဘူးရှင်။တိတိကျကျသိကြပါတယ်။အဲ့တော့အခုမန္တလေးကမြို့လယ်ကောင်မှရှိရထက်တက်ကြောင့်ကကျောင်းမုံစာအုပ်တွေဖတ်စာအုပ်တွေပေါ့ရှင်။ဖတ်စာအုပ်တွေပြန်တောင်းနေဆိုတော့ဒီကလေးကဒီဆောင်ပွဲပွဲပြီးရတဲ့အောင်သွားပြီလို့အာမခံလို့လား။အကောင်လုံးအောင်ပေးမှလား။နောက်တစ်နှစ်တာကလေးကပြန်ပြီးကျောင်းတက်မယ်ဆိုဒီဖတ်စာအုပ်ကလိုရလာမှာပဲလေ။ ဒီတော့ဘယ်လိုမျိုးစီမံထားလို့လဲတကယ်ပဲနိုင်ငံတော်ကမထုတ်သေးတော့ဘူးလို့ပြောလို့လားခက်စာအုပ်တွေကိုပြန်ပြီးတော့တကယ်ကောက်ခိုင်းတာလားအဲ့လိုကိစ္စရေးပြမှာဖြစ်နေလားဆိုတာလေးကိုကျမလည်းသိရှိခြင်းနဲ့အတွက်အခုလိုမျိုးတင်ပြရဖြစ်ပါရဲ့ရှင်ဒီလိုဖက်စာအုပ်ပြန်လဲအတောင်းခံရတဲ့မိဘတွေရှိမှဆိုခွန်မလေးမှာရေးသားသွားဖို့တော်လည်းပြောပြချင်ပါတယ်နော်အဓိကရေးသားသွားမယ်ဆိုရင်ဖက်စာအုပ်တောင်းခံရတဲ့ကျောင်းရဲ့မြို့နယ်ရဲ့ပါတခါလေးထည့်သမီးရေးသားပေးပါရှင်နောက်နေ့တွေမှာကျမပြန်လဲပြီးတော့ပြည်သူ့အထံအနေနဲ့ထပ်မံပြီးဖတ်ပြပေးပါမယ်ဘာကြောင့်လဲဆိုတော့ဒါကတန်တရားဖြစ်ပေါ်ရာကိစ္စလို့ကျမထင်ပါတယ် ဖတ်စာဥက္ကရှင်ဒီကလေးကပေးကြရင်တော့ယူပေါ့နော်ဒါပေမဲ့ကလေးအနေနဲ့ဘယ်လိုပဲဖြစ်ဖြစ်10တန်းအောင်10တန်းမဟုတ်12တန်းမဟုတ်အောင်မလားမအောင်မလားသူလည်းမသေးကြတဲ့အချိန်မှာဒီဖတ်စာဥလေးကိုယူထားမှာပဲဒါမှမဟုတ်သူ့ရဲ့ညီကိုမောင်နှမက12တန်းတက်မဲ့ကလေးရှိမယ်ဆိုနေရာဒီမှာလေ့ကျင့်မှုအတွက်သူယူထားခြင်းယူထားမှာပဲဒါသူ့ရဲ့လုပ်ပိုင်ခွင့်ပိုင်ဆိုင်ခွင့်ပေါ့နော်အဲ့တော့အတင်းတောင်းနေဆိုတာအဲ့ဒါပဲမရှိလေဒါကြောင့်ကျွန်မအနေနဲ့တင်ဆက်ပေးတာဖြစ်ပါရဲ့ရှင့်ကျမနိုင်ငံမှာတော့ပညာရေးလောကမှာဖြစ်ပျက်နေတဲ့ကိစ္စတွေကိုကျမထိုက်ပြောမယ်ဆိုတော့တထောက်တညပုံနဲ့ထထောက်မှာရှေ့သွားပါလိမ့်မယ်ရှင့် ဒီလိုရှုပ်ထွေးမှုတွေရှိနေတဲ့အချိန်ကာလမှာတင်ဖို့အခုပြန်ဝင်စီရန်နဲ့ပညာပြမှုတွေကြောင့်ကျောင်းသားတွေပုံမှာစေတနာမြင့်တာပေါ့နော်။ထားပြီးတော့နာသုံးနာနဲ့သင်ကြားပြတတ်တဲ့ဆရာဆရာမတွေလည်းစိတ်ပူစီမှုတွေအများများနေပါရဲ့။ဒါပြင်ဟိုအချို့ကျောင်းသားမိဘတွေကလည်းဆရာဆရာမတွေပုံမှာနားလည်မှုမရှိတဲ့အခြေအနေတွေလည်းကြုံနေတယ်။ဗတ်ပေါင်းစုံကနေပြီးတော့ပြဿနာတက်နေတဲ့အခြေအနေတစ်ခုလို့ကျွန်တော်ပြောချင်တာပါရှင့်မိဘတွေမှာလည်းနားလည်မှုမရှိတဲ့မိဘတွေရှိနေတယ်။ကလေးတွေကလည်းငကိုထပ်ပုံမှန်ထပ်ပုံတော့ပို့ပြီးတော့လောကရန်ရိုက်ခတ်မှုတွေ ဆရာဆရာမတွေအချို့ရဲ့ပေါ်တော့လုံဆောင်ချက်တွေအတူယူမှားပြီးတော့အပြောဆိုရိုင်းပြတာတွေဆရာဆရာမအချို့ရဲ့စီမင်းစည်းကမ်းမညီမှုတွေစီမင်းစည်းကမ်းညီတဲ့ဆရာမကြပြန်တော့လဲပြန်ဝင်စီရီယံတွေကအနိုင်ကျင့်တဲ့အတွက်စိတ်ဒုက္ခရောက်လာတာတွေဒါတွေအများကြီးကဖြစ်ပေါ်နေတဲ့အတွက်ကျမတို့ပညာရေးလောကကိုပြဿနာတွေဖြေရှင်းမယ်ဆိုရင်တော့တစ်ထောက်တညလောက်ကြာနိုင်ပါတယ်ရှင့်ဒါပေမဲ့နိုင်ငံတစ်ခုရဲ့တိုးတက်တိုးတက်ကြောင်းတကယ်ရေတောက်မြက်နံပါတ်1ဟာပညာရေးကဏ္ဍသာဖြစ်ပါတယ် ဒါကြောင့်ကျွန်မတို့နိုင်ငံရဲ့ပညာရေးကဏ္ဍကိုဖျက်ဆီးဖို့အတွက်ကိုစစ်မှတ်သမားတွေကလည်းနီးနိုးဆုံးနဲ့စူးစမ်းနေရဖြစ်ပါတယ်ရှင့်။ဒါလေးကိုကျွန်မတို့ကအတိတ်တည်းကပ်ပြီးတော့နိုင်ငံတော်ရဲ့ဆရာဆရာမတွေရဲ့ပညာရေးကဏ္ဍမှာတာဝန်ရှိတဲ့လူကြီးမင်းတွေရဲ့မိဘတွေရဲ့အကြောင်းသားတွေရဲ့အားလုံးပူးပေါင်းပြီးတော့ဒီအရာကြီးကိုပေါ့နော်ကာကွယ်နိုင်မှာပဲဖြစ်မယ်လို့ထင်ပါတယ်ရှင့်။ဒါကြောင့်ကိုစီအတိတ်တရားနဲ့အတူကိုစီအခက်ခဲတွေရှိလဲတင်ပြကြပါတဲ့တော့ဝိုင်းဝန်းပြီးတော့ဖြည့်ရှင်းကြရမှာပေါ့နော်အဲ့လိုလုံးပါပဲပညာရေးကဏ္ဍကခက်ခိုင်မာမာနဲ့ပြန်လည်ပြီးကောင်းမွန်ပါပါရှင့် အဲ့လိုမှမဟုတ်ရင်တော့ပညာရေးကဏ္ဍကြီးမကောင်းဆုံးမှာတော့ပညာတတ်တွေထွက်လာကြအကြောင်းမရှိတော့ဘူးလေပညာတတ်နဲပါတဲ့တန်းတီဆုံးမှာတော့ဒုက္ခရောက်ပြီပေါ့ရှင်မနာကအရေးမျောကြည့်လိုက်ပါရှင့်ဒီတော့ကျမတို့ကကျမအရင်သတင်းတက်ဆက်ဖို့ဒီမှာပြောခဲ့တယ်လို့ပါပဲအနာကမှာကောင်းမွန်တာဖြစ်ချင်ရင်တော့ကျမတို့ပြစ်ဆုံးပံမှာတာဝန်ကျိမှဖြစ်မယ်ရှင့်ဒီပြစ်ဆုံးပံမှာကျမတို့တာဝန်ကျိမှအနာကမှာကောင်းမွန်တဲ့ပညာရေးကဏ္ဍကိုရရှိမှဖြစ်ပါတယ် ဒါကြောင့်မိဘတွေရောကျောင်းသားတွေရောဆရာဆရာမတွေရောကျမတို့လိုမီဒီယာတွေရောနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေရောအားလုံးပဲတာဝန်ကြေကြားရအောင်လို့ဒါကျမအနေနဲ့တရင်သုံးချက်ချက်လေးရနေပြီးတော့နှိုးစော်တင်ပြလိုက်ရပါတယ်ရှင်။ပြည်သူများရှင်ကျမအနေနဲ့ပညာရေးဌာနအကြောင်းလေးကိုပြောဆိုရင်းနဲ့တစ်ဆက်သေးပေါ့နော်။အမေရိကန်နိုင်ငံကတရင်လေးတစ်ခုလေကျမချိတ်ဆက်ပြီးပြောပြချင်ပါတယ်ရှင်။တရင်လေးကိုအရင်ဆုံးဖတ်ပြပါမယ်နော်။တရင်လေးကတရင်ကောင်းလေးတစ်ခုသာဖြစ်ပါရှင်။ Harvard တက္ကသိုလ်ကတဲ့တစ်နှစ်ဝင်ငွေဒေါ်လာ2သိန်းအောက်ရှိတဲ့မိသားစုတွေကပေါ့နော်။ကျောင်းသားကျောင်းသူတွေကိုတဲ့ tuition ကနေကင်းလို့ပေးသွားမယ်ဆိုပြီးတော့ 2025ခုနှစ်မတ်လ19ရက်မှာကြေညာလိုက်တာဖြစ်ပါတယ်ရှင့်ဒီဆုံးဖြတ်ချက်ကတဲ့ဝင်ငွေနှဲပါတဲ့မိသားစုတွေအတွက်ပညာရေးလမ်းစဉ်ကိုပုံမလွယ်ကူစေရန်ရည်ရွယ်ချက်နဲ့ချမှတ်လိုက်တယ်ဆိုပြီးတော့သိရပါတယ်ရှင့်ဒါပြင်ဟိုတနေ့ဝင်ဝင်ဒေါ်လာ3အောက်မှာရှိရမိသားစုတွေကပေါ့နော်အဲ့ဒီမိသားစုကနေចောင်းလာတက်တဲ့ចောင်းသားတွေဆိုရင်ねသူတို့ဇာအဆောင်ကတွေစားတော့ခတွေចမ်းမာရေးဆောက်ရှောက်ခတွေ ਨੇ ခီးသွွားစိတ်တွေကထောက်ပံ့ပေးတော့မှာဖြစ်တယ်လို့သိရပါရှင့် ဟာဗတ်တက္ကသိုလ်ရဲ့ဒုတိယအခွင့်အထားဖြစ်တဲ့ပါမုခဂျွန်ဆန်ဒေးဗစ်ကဟာဗတ်ကတဲ့ပညာရေးမှာဒန်းလူညီမျှမှုကိုရည်ထားပါတယ်တဲ့။ဒါကြောင့်ဒီဆုံးဖြတ်ချက်အားဆိုရင်ဝင်ဝင်နေပါတဲ့မိသားစုရဲ့အတွက်ပညာရေးခွင့်လန်းတွေကိုပုံမူပြီးတော့တိုးချဲ့ပေးနိုင်မယ်ဆိုရင်မျှော်လင့်နေဆိုပြီးပြောထားပါတယ်ရှင့်။ဟာဗတ်တက္ကသိုလ်ဆိုတာတကယ်ကိုကမ္ဘာထိပ်တန်းတက္ကသိုလ်တစ်ခုပေါ့နော်ဒီတက္ကသိုလ်မှာတက်မယ်ဆိုရင်သူကကုံကြတဲ့ကုံကြစိတ်တွေအဆောင်စိတ်တို့စားတော့စိတ်ကိုဒါတွေကအရင်ကြီးမြင့်မှာရှင့်ဒါကြောင့်တာမန်လူတွေအနေနဲ့တက်ဖို့အတွက်ကိုခက်ခဲတဲ့တက္ကသိုလ်တစ်ခုပေါ့နော်ဒါကိုဒီနိုင်ငံကနေပြီးတော့လှုပ်ဆောင်ပေးတဲ့အတွက် အခြေခံလူရန်းစားနဲ့အလဲလက်တန်းစားမိပါတွေရဲ့သားသမီးတွေအားဖြင့်ပညာသင်မှုခွင့်လမ်းတွေကိုပိုရရှိလာမှာဖြစ်ပါရှင့်ဒီစီစဉ်ကိုတဲ့2025 2026ပညာသင်နဲ့မှာစပြီးတော့အသက်ဝင်မှာဖြစ်တယ်တဲ့။ဒါပြင်လာမယ့်နှစ်တွေမှာဆိုရင်ပုံမူကျဲပြည့်တဲ့ပညာရေးခွင့်လမ်းတွေကိုပေးစွမ်းနိုင်ဖို့အတွက် Harvard တက္ကသိုလ်ကဆက်လက်ကြိုးပမ်းသွားမယ်ဆိုပြီးတော့သတင်းလေးတခုထုတ်ပြန်ထားပါတယ်ရှင့်။သူတို့နိုင်ငံတူတွေအတွက်အင်မတန်ဝမ်းသာဖို့ကောင်းတဲ့သတင်းလေးသာဖြစ်ပါတယ်။ဒီတော့ကျွန်မအနေနဲ့ကလည်းဝမ်းသာမှုကံကောင်းမှုလေးတွေကိုကူးစက်ယူခြင်းနဲ့အတွက်အခုသတင်းလေးကိုတင်ဆက်သုံးသပ်ချင်တာဖြစ်ပါတယ်ရှင့်။ ကျမတို့နိုင်ငံမှာလည်းဒီလိုလမ်းစဉ်လေးတွေကိုအခုလာမဲ့ပေါ့နော်ဒီမိုကရေစီဆိုရလက်ထက်မှာပေါ်ဆောင်ပေးနိုင်မယ်ဆိုရင်အရန်ကောင်းမယ်လို့ကျမထင်ပါရှင့်ကျမတို့နိုင်ငံမှာဆိုလည်းဝင်ငွေက3သိန်းအောက်မိသားစုဆိုရင်ဘလို့မှရက်တီဖို့အတွက်ယနေ့ကုန်စည်လုံးနဲ့ဘလို့မှမဖြစ်နိုင်ဘူးမဖြစ်နိုင်တော့ကလေးတွေကိုပညာသင်ကြားတဲ့အခါမှာ quality ပြည့်ဝစွာမတင်ကြားပေးနိုင်ဘူးရှင့်ကလေးဆိုတဲ့အမျိုးကပြောရမယ်ဆိုရင်အစာရန်ဖတ်ချင်ပြီးတော့ ဖြစ်နေရကလေးကနဲတယ်ရှင်အဲ့ဒါဒါကဘာလုံးတိုင်းတာနေပေါ့နော်မြန်မာနိုင်ငံရဲ့လို့မဟုတ်ဘူးကျမတို့လည်းစက်ကြောတက်တော့စာရီမဖတ်ချင်ခဲ့ဘူးမလုတ်ချင်ခဲ့ဘူးဒါပေမဲ့မိဘတွေကပညာရေးပို့ကောင်းမှုအတွက်ကိုကျူရှင်လေးတွေထားပေးတယ်ဘောဓာဆောင်တွေပို့တယ်စသဖြင့်ပေါ့နော်စီကတစ်ခုအောက်ထဲကိုထည့်ပေးပြီးတော့ကျမတို့သင်ကြားပေးခဲ့လို့ဒါကျမတို့လည်းဒီလိုချိန်မှာလူလူတူတူနေနိုင်တာရှင်လူလူတူတူပညာတတ်တာမိဘတွေကမလုတ်ပေးခဲ့ကျမတို့ဒီလိုမျိုးပညာနဲ့အလုပ်လုပ်ရမယ့်နေရာမှာရှိနေမှာမဟုတ်ဘူးရှင်အဲ့ဒါသိကြတယ်ဒီတော့ ဒီလိုစဉ်းစားပြန်တော့ဒီဘောက်နိုင်ငံမှာတာသမီလေးတွေကိုမပန့်ပိုးနိုင်တဲ့မိဘတွေအတွက်ကြတော့နိုင်ငံတော်ကကူညီဆောက်ရှောက်မှုမလုပ်သင့်ဘူးလားဒါလေးကအရေးကြီးပါချင်းကျမောက်နိုင်ငံနိုင်ငံသားတိုင်းပညာတတ်ဖို့လိုအပ်ပါတယ်အခုဆိုရင်တိုက်ပွဲဝင်ကြတဲ့လူငယ်ရဒီမိုကရေစီရကျင်တဲ့ဒီမိုကရေစီရကျင်တဲ့တပ်မတော်ကိုနိုင်ငံရေးကနေဖယ်ထုတ်ချင်တဲ့ဆက်သက်ဖြစ်ပေါ်တော့သူတို့ခေါင်းစဉ်ကတော့မျိုးမျိုးပေးကြတယ်ဒါပေမဲ့ဒီလိုမျိုးတပ်မတော်ကိုနိုင်ငံရေးနယ်ပယ်ကနေဖယ်ထုတ်ချင်တဲ့နိုင်ငံတိုးတက်ချင်တဲ့ဒီမိုကရေစီရကျင်တဲ့ဆိုရင် စစ်တိုက်တဲ့နီလန်းအပြင်အခြားနီလန်းတွေရှိနေသေးတယ်ဆိုတော့ကိုသူတို့ရဲ့ပညာအသိဉာဏ်မဆုံးဖြတ်နိုင်လို့ရှင့်မဆုံးဖြတ်နိုင်တဲ့အတွက်နိုင်ငံရေးသမားစားဖားတွေရဲ့လှုံ့ဆော်မှုတွေနဲ့ဒီလိုလောက်ရက်တွေလောက်တာဖြစ်ပါတယ်အခုလူငယ်တွေဟာပညာတွေသာအခုထပ်ပိုတတ်ကြမယ်ဆိုရင်အမျှော်မြင်တွေသာအခုထပ်ပိုရှိကြမယ်ဆိုရင်မြန်မာနိုင်ငံအခုလိုချိန်နေမဖြစ်ပါအောင်ရှင့်ဒါကြောင့်နိုင်ငံတော်မှာဘလို့ဆိုးရရဲတက်တဲ့ပညာရေးကဏ္ဍကိုတော့မရမကပခုံးထမ်းပြီးတင်ရမှာပဲရှင့်ဒီတော့ကျွန်မနိုင်ငံမှာဆိုအဲ့ဒါပြဿနာအဓိကမိဘကမထားနိုင်လို့ဆိုကလေးကเจ้าမတက်ရအောင် အဲ့လိုပေါ့နော်နိုင်ငံတော်ကနေကိုကြီးဆောက်ရှောက်မှုတွေပေးတယ်ဆိုရင်လည်းအဲ့ဒီကိုကြီးဆောက်ရှောက်မှုအထိကိုတော့မရောက်လာနိုင်တဲ့သူအများကြီးရှင့်ကျွန်မနိုင်ငံမှာဆိုမူလာနဲ့ပညာရေးအရှင်အခမဲ့တင်ပေးတယ်ဒါပေမဲ့အဲ့ဒီအခမဲ့ပညာရေးကိုတော့မရောက်လာနိုင်ဘူးရှင့်ဘာကြောင့်လဲဆိုတော့ဒီကလေးဟာလူလားမြောက်ပြီးအရွယ်ရောက်တာနဲ့ကိုယ့်ရဲ့မိဘအပြင်ကိုပေါ့နော်ကို့မိသားစုအတွက်ကိုထမင်းရှာကျွေးနေရလို့ရှင့်ဘလောက်ဆိုးွားတဲ့အခြေအနေလဲဆိုတော့စဉ်းစားကြည့်ကြပါဦးရှင့်ဒီတော့ကျွန်မတို့ကသူများနိုင်ငံလို့တော့အတိအကျလိုက်လို့တော့မရဘူးပေါ့နော်ကို့နိုင်ငံအခြေအနေပေါ့ရှင့် ကျောင်းတက္ကန်းနဲ့ရောက်လာဖို့အခြေအနေမှာတော့မှဒီကလေးထမ်းရတဲ့ဝန်ကိုကျမတို့ကမျှပြီးထမ်းမလို့ဖြစ်နေရဲ့ရှင်ကျမတို့နိုင်ငံကလေကလေးတက်ဖို့ပညာလက်ကားသင်ပေးပါမယ်ဆိုတော့မှဒီကလေးကရောက်မလာနိုင်ဘူးအဲ့လိုဖြစ်နေပြီရှင်အခြေအနေကအခုဆိုရင် grade 11 grade 12ကျောင်းသားလေးတွေအလုပ်လုပ်နေရတာရှိရဲ့ရှင်လက်ဖိတ်ဆိုင်တွေမှာအဲ့လိုမျိုး workshop တွေမှာအလုပ်လုပ်နေရတယ်ကျောင်းမတက်ရအောင်ကျောင်းထွက်ရတယ်ဘာကြောင့်လဲမိဘတွေစီးပွားရေးကြောင်ရှင်အငယ်လေးတွေထမင်းငတ်မှာဆိုလို့မောင်နှမလေးတွေထမင်းငတ်မှာဆိုလို့မိဘတွေကြမ်းမိုင်းမကောင်းလို့တချို့ကြောင်လည်းစပေးစစ်တယ်မှာမိဘတွေစုံသွားလို့ ကျောင်းစာသင်ခန်းထဲကိုရောက်မလာနိုင်တဲ့ကလေးအများကြီးပဲရှင်။ဒီတော့အထက်တန်းကနေဥစားမူလာတန်းကနေပြီးတော့ပေါ့နော်။တက္ကသိုလ်ပညာရေးတီပညာအလကားသင်ပေးပါမယ်ဆိုတော့မှကလေးတိုင်းကစာသင်ခန်းထဲကိုရောက်မလာနိုင်ဘူးဆိုတဲ့အခြေအနေမျိုးမြန်မာနိုင်ငံမှာတကယ်ဖြစ်နေတာပါရှင်။ဒါကိုကျွန်တော်တို့ဖြေရှင်းနိုင်မှာပဲဖြစ်မှာပါ။ကလေးတွေစာသင်ခန်းနဲ့ရောက်မှတခြားအရာတွေကလုပ်ပြရမှာလေစာသင်ခန်းနဲ့မရောက်ဘဲနဲ့ကျမတို့ဘလို့ပညာသင်လဲပေါ့နော်ဒါလေးတွေကတော့နိုင်ငံတော်အဆင့်အသေးချာကို research တွေအသေးချာလုပ် ပြည်နယ်တွေကိုတိကျခွဲခြားစိတ်ဖြာပြီးတော့ကလေးတွေစာတန်ကန်းထဲမှာအေးချမ်းစွာစာတန်နိုင်မှုအတွက်ကိုတော်တော်စူးစမ်းမှာဖြစ်ပါရဲ့ရှင်။ဒါကြောင့်ကျွန်မအနေနဲ့ကဒီနိုင်ငံသားမှရှိတဲ့တရင်လေးပေါ့နော်။တို့နိုင်ငံရောရှင်ပညာရေးဦးစားပေးတဲ့နိုင်ငံဆိုတော့ပညာရေးကဏ္ဍကိုအထူးမြင့်တင်တာပေါ့နော်။ဒါလေးတွေကျွန်တော်တို့အတူယူရမယ်။ဒါပြင်ဟိုကျွန်မနိုင်ငံမှာကဏ္ဍပေါင်းစုံရှိရပေါ့နော်။ပညာရေးစီးပွားရေးကျန်းမာရေးစသဖြင့်ပေါ့ရှင်။အဲ့ဒီကဏ္ဍတွေကိုနိုင်ငံတော်ကပတ်စံသုံးမယ်ဆိုပြန်တော့စီရေးကဏ္ဍကြီးကကျယ်ပြန့်နေတဲ့အတွက်ပတ်စံအဲ့ဒီတည်းပဲသွားနေရရော။ စစ်တိုက်နေရတယ်လေကျွန်တော်နိုင်ငံကဒီတော့စည်ရဲသုံးစိတ်တွေကပုံမှာပဲအဲ့ဒီကုံတဲ့အတွက်အခြားကဏ္ဍတွေဖွံ့ဖြိုးတိုးတက်ဖို့နောက်ကျမှာပဲရှင့်ဒီတော့စစ်ကရက်ဖို့လဲလို့တယ်အဲ့လိုစစ်ကရက်ဖို့ဆိုတာမိဘပြည်သူတွေစဉ်းစားညံလေးရှိဖို့လဲလို့ပါတယ်အားလုံးကတွဲဆက်နေတာရှင်ကုံရက်ကြီးလို့ပဲအားလုံးကတစ်ခုတစ်ခုချိတ်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 ပြီးတွဲဆက်နေတာတစ်ခုပြုတ်ပြင်လိုက်ရင်နောက်ထပ်၄၅၀ခုလောက်အဆင်ပြေသွားမှာဒီတော့ကိုယ့်ရဲ့စိတ်တက်လေးတွေအတ္တလေးရှော့ဖို့လဲလို့ရဲရှင့် နော်စစ်တွေကိုအားပေးနေကြတယ်အခုချိန်ကြီးရှိနေတယ်လို့ကျွန်မပြောပြတာပေါ့နော်ဒီတော့အရာအလုံးကချိတ်ဆက်နေပါတယ်ကိုကစစ်ကိုအားပေးခြင်းဟာကိုယ်နိုင်ငံရဲ့ကဏ္ဍပေါင်းစုံကိုကြာဆင်းအောင်လုပ်ကင်ခြင်းဖြစ်တယ်ဆိုတာလေးကိုလည်းကျွန်မတို့စဉ်းစားဆင်ခြင်သုံးသပ်တတ်ဖို့အတွက်အချိန်ကြာရောက်ပြီပေါ့နော်ဒါလေးကျွန်မပြောချင်ပါတယ်ရှင့်ဒီသတင်းလေးကတော့အမေရိကန်နိုင်ငံမှာပညာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြင့်တယ်လိုက်တဲ့အချိန်မှာကျွန်မတို့နိုင်ငံလည်းဒီလိုမျိုးလေးဖြစ်ရင်ကောင်းမှာပဲဆိုတဲ့စိတ်ကူးစိတ်ဆန္ဒလေးနဲ့ သတင်းသုံးသပ်ချက်လေးဖြစ်ကျွန်မထည့်သွင်းတင်ဆက်ပေးတာဖြစ်ပါရှင်။ကျွန်မရဲ့စိတ်ဆန္ဒနဲ့အတူမိဘပြည်သူများအားလုံးလည်းအခုလိုပဲခံစားပြီးတော့တွင်းမြင်မိကြမယ်လို့ကျွန်မအနေနဲ့အထူးယုံကြည်မျှော်လင့်ပါတယ်ရှင်။မိဘပြည်သူများရှင်ကျွန်မအခုဆက်လက်တင်ဆက်ပေးနေတဲ့သတင်းလေးကတော့ AA အကျန်းဘက်ဖွင့်နဲ့ပတ်သက်ပါရှင်။ လွန်ခဲ့တဲ့ချက်ပိုင်းဆိုရင်ရန်ကုန်မှာငွေကျပ်66ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရည်စည်းဝါးတွေဖန်ဆီးရမိခဲ့တဲ့ဖြစ်စဉ်တွေတခုရှိခဲ့ပါရှင့်အဆိုပါဖြစ်စဉ်မှာဆိုရင်ပါဝင်တဲ့တရားခဏ်တွေဟာရခိုင်ပြည်နယ်ဘက်ကပေါ့နော်အကြမ်းဖက်လက်နက်ကင်ဖြစ်တဲ့ AA နဲ့ပတ်သက်နေရဆိုပြီးတော့နိုင်ငံတော်ကထုတ်ပြန်ခဲ့ပါရှင့်အဲ့ဒီသတင်းလေးကိုကျွန်မအချင်းချုံပြီးတော့ပြောပြပါမယ်ရှင့်မတ်လ6ရက်နေ့ကဆိုရင် AA စံမှတ်ဖွင့်ရတဲ့ပတ်သက်နေတဲ့ဒီမူရစ်စွာတင်ပို့တဲ့သူတွေပေါ့နော်စုစုပေါင်းတရားခဏ်14ဦးဖမ်းဆီးရမိခဲ့တာဖြစ်ပါရှင့်အခုချိန်ထိဖမ်းဆီးရမိခြင်းမရှိသေးရဲ့ ခွင်းဆက်တရားခဏ်တွေလည်းရှိရောရှိသေးရယ်ဗောနသူတို့ဆက်လက်စူးစမ်းဖမ်းဆီးနေသေးပါပဲရှင်။ပြီးတော့ဖမ်းဆီးရမယ့်တရားခဏ်တွေရဲ့စစ်စစ်ဖော်ထုတ်ချက်အရာသတင်းခွင်းဆက်တွေရှိပါရှင်။အဲ့ဒါလေးကိုကျွန်မအချင်းချင်းပြောပြပါမယ်။ဝါကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသပန်ဆန်းမြို့ကနေထုတ်လုပ်လိုက်တဲ့မိုးရေစေးဝါတွေကိုပြည်တွင်းလမ်းကြောင်းအနေနဲ့တဆင့်ပြတ်တန်းတည်ဆောင်ပြီးတော့လောက်ခိုင်းပြည်နယ်ကိုသူတို့တည်တယ်။အဒီကတဆင့်အင်းကြီးနိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမိုးရေစေးဝါမှောက်ခိုးရောင်းဝယ်တဲ့သူတွေဆိုလည်းသူတို့လက်ကားဖြန့်သေးတယ်။လက်လီလက်ကားဖြန့်ဖြန့်ယူရောက်ချနေရပါတော့။ မတရားနေမှာပင်လယ်ရေလမ်းကြောင်းတဆင့်မလေးရှားအင်ဒိုနီးရှားနဲ့အခြားနိုင်ငံတွေကိုလည်းချိတ်ဆက်ပြီးပို့ဆောင်နေတဲ့တော်တော်ကိုပို့နိုင်တာပဲရှင်เนาะတော်တော်စားဖြစ်ကောင်းတာပဲเนาะအာပြီးတော့မွေးစေဝါရောင်းချမှုစီမံခန့်ခွဲတဲ့သူက AA စီးပွားရေးတာဝန်ခံဖြစ်တဲ့ရဲဝင်းခေါ်ကျော်စိုးလင်းနဲ့၎င်းရဲ့ဇနီးဖြစ်သူရွှေကောင်းတာဆက်လီပိုင်ရှင်တီတာမြင့်တို့ဖြစ်တယ်ဆိုပြီးတော့သိရပါရှင်ဒီဇနီးမောင်နှံအားဆိုရင်တန်ရန်တောင်ကြီးမန္တလေးနဲ့ရန်ကုန်တို့မှာမော်တော်ယာဉ်ဂိတ်တွေဖြန့်လာပြီးတော့သူတို့ပိုင်ဆိုင်တဲ့ခီးသက်တဲ့မှန်လုံရဲ့16စီးနဲ့တယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေလောက်ကိုင်းနေဆိုပြီးသိရပါရှင် မွေးဝဲစေဝါရောင်းချတဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေကလည်းကြောက်ခမန့်လေးတွေကိုများပြတာမြင်ရပါတယ်ရှင့်ဟိုအမှုလေးကိုကြည့်လိုက်တော့လေဟုတ်တော့ဟုတ်သားနော်သူကလေတနင်္ဂနွေလုံးလက်ပတ်ပြီးသွားလို့ရတဲ့ကားလေးထောင်ထားတယ်ဆိုတော့အဆင်ပြေတာပေါ့ရှင်တရားပြုရလွယ်တာပေါ့အဲ့တည်းမှာအဲ့လိုချိန်လေးလေးရှိတာပေါ့နော်တော်တော်ကိုညံကောင်းကောင်းနဲ့လုတ်သွားခဲ့တာဖြစ်ပါတယ်ဒီတော့ဒီအမှုလေးကပေါ်ပေါက်ခဲ့တယ်ပေါ့ရှင်အဲ့ဒီအမှုပေါ်ပေါက်တဲ့အခါကျတော့တေချာကတော့အေအေထောက်ဖို့လေပေါ့နော်အေအေထောက်ဖို့တွေက ပေါ်သွားရဖြစ်ခဲ့တော့နိုင်ငံတော်ကလည်းထုတ်ပြန်တာပေါ့ရှင်အေးအေးအေးပေါ့အေးနဲ့သက်ဆိုင်တဲ့သူပေါ့ရှင်သက်ဆိုင်တော့သက်ဆိုင်နေဆိုပြီးတော့သက်ဆိုင်တဲ့သူနာမည်ကိုထည့်ရတာပေါ့ရှင်ဒါမထူးဆန်းပါဘူးဒါပေမဲ့ထူးဆန်းသွားတာတခုကအေးအေးဘက်ကနေရှင်အေးအေးကနေပြီးတော့အဲ့ဒီထုတ်ပြန်ချက်လေးကိုသိလိုက်တဲ့အခါမှာသူအင်မတန်ကိုစိုးရင်ထိတ်လန့်သွားပုံရပါရဲ့ရှင်သူကလည်းဘယ်လိုပြောမလဲမခံဘူးပေါ့နော်မခံဘူးထုတ်ပြန်ချက်တခုထပ်ပြီးတော့ထုတ်ထားရှိပါတယ်အဲ့ထုတ်ပြန်ချက်လေးကိုကျွန်မအယုံဆုံးပြသပါမယ်ရှင် မိဘပြည်သူတို့မြင်တွေ့ရတာတော့အေးအေးကနေပြီးတော့ပြန်လဲတုတ်ပြန်လိုက်တာပေါ့ရှင်ခွန်းတုတ်ပြန်လိုက်တာပေါ့ဒီတော့ဒီစာထဲမှာဆိုရင်ထူးခြားတဲ့အချက်လေးပါပါရှင်ဒါလေးကိုကျွန်မထုတ်ထုတ်ပြီးတော့တင်ပြပေးပါမယ်နံပါတ်1အချက်ကတော့ထုတ်ပြန်စာထဲမှာဆိုရင်မိဘပြည်သူတို့ဖတ်ကြည့်ပါမြမတက်မလို့ကိုစိုးဝါးစွာနဲ့ဆွဆွဲပုတ်ခတ်ပြောဆိုထားတာဖြစ်ပါရှင်ဘလို့ဆွဆွဲထားလဲဆိုတော့မြမတက်မလို့ကိုသူကဖတ်စစ်အကျန်းဖတ်ရာဇဝတ်တက်ဆိုပြီးတော့ခေါ်ဆိုထားပါတယ်ရှင်တော်တော်ကိုပြင်းထန်တဲ့ဆွဆွဲချက်တစ်ခုသာဖြစ်ပါတယ် မြမတက်မလာတော့မှသူတို့ကိုခေါ်တာအကျံဘက်လက်နက်ကိုင်းလိုပဲခေါ်တာသူတို့ကခါတယ်ဖက်စစ်တရောပါတယ်အကုန်ဆွဲထည့်ပြီးတော့တို့ခါတယ်ပုံမှန်ကြီးကြီးတက်ပြက်တာပေါ့နော်တတော်ကိုမြမတက်မတော်ကိုမုံတိနေပုံရပါရှင့်ဒါအပြင်ဒီနိုင်ငံတော်ပိုင်သတင်းဌာနတွေကိုဆိုရင်လည်းဖက်စစ်အကျံဘက်စစ်တပ်ရဲ့ဝါဒဖြန့်သတင်းဌာနတွေဆိုပြီးတော့သတင်းဌာနတွေကိုပါစိုးဝါးစွာဆွဆွဲပြုတ်ဆိုထားပါရှင့်ဒါကတော့နံပါတ်1ထူးခြားတဲ့အချက်ပါပဲ နံပါတ်1ကတော့သူတို့ထူးခြားတဲ့ချက်ပေါ့နော်နံပါတ်1ကယခုလိုဆွဆွဲချက်တရားတဲ့သူတို့အဖွဲ့နဲ့ဘလို့မှဆက်ဆက်မှုမရှိပါဘူးဆိုတော့အခြေလင်းကိုညှင်းဆို့ထားပါရဲ့ရှင်သူတို့အဖွဲ့အနေနဲ့တဲ့မွေးရကိုင်းခုဖန်းစီရမိရဲ့ကိစ္စမှာမစီမဆိုင်အတင်းရိုးဆုတ်ခံရတာဖြစ်ပါတယ်ဆိုပြီးတော့လည်းကြေညာထားပါတယ်ရှင်တော်မကြေမချမ်းပြောဆိုထားတာပေါ့နော်နံပါတ်3ချက်ကတော့ဖက်စစ်အကြံပတ်စစ်ကောင်စီတက်ဟာဆိုရင်တဲ့မိမိတို့အဖွဲ့အစည်းတို့တဲ့စီရေးအရာရှုံးနိမ့်နေတဲ့ကာလဖြစ်တဲ့အပြင်တဲ့စစ်တပ်အနေနဲ့ ပြည်တွင်းမှာပေါ့နော်ပြည်တွင်းမှာရောအင်ဒီဂျင်နိုင်ငံတွေမှာရောနိုင်ငံတကာအလဲမှာပါအရှက်ရနေတဲ့အချိန်ဖြစ်တဲ့အတွက်ရှက်ရမ်းရမ်းပြီးတော့သူတို့အဖွဲ့ရောအမျိုးတေးကြီးစွာနဲ့နိုင်ငံရေးအရာထိုးနဲ့တက်ခိုက်တယ်ဆိုပြီးတော့ထုတ်ပြန်ထားပါရဲ့ရှင်။ဒါကတော့သူ့ရဲ့ထုတ်ပြန်ချက်ပေါ့နော်သူ့ရဲ့ထုတ်ပြန်ချက်တိုင်းကျွန်မဖတ်ပြတာပါဒါပေမဲ့ကျွန်မစဉ်းစားရတယ်ကောအော်လို့ဒီထုတ်ပြန်ချက်ကိုရေးတဲ့သူကျွန်မမြင်ကျင်တယ်သိလားဘလို့စိတ်ကူးနေ냐ရေးလိုက်တာလည်းမသိဘူးပေါ့နော်။ တကယ်ကိုကျဘိုးလိတ်ပြအောင်ပြောတတ်တဲ့အဖွဲပါပဲရှင့်နမလေးထူးခြားချက်လေးကတော့သူကမြမတက်မော်ကိုအင်မတန်ကြီးမားတဲ့ဆွဆောချက်တခုလည်းပြစ်လုံထားပါရှင့်အဲ့ဒါပါလဲဆိုတော့ဒူးစရိုက်မှုတွေတဲ့ငွေရစေဝါကိစ္စတွေအပြင်ခစ်တဲ့ online လိမ့်လေလောင်းကစားကိစ္စဖြစ်တဲ့ကြားဖြတ်ကိစ္စမှာဆိုရင်တဲ့စစ်တပ်ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်တဲ့နေပြည်တော်ရန်ကုန်မန္တလေးမြို့တို့နဲ့ပြည်သူစစ်တွေကြီးစိုးအုပ်ချုပ်ရာနေနေတွေမှာတဲ့အစင်းပြတ်ချစားတဲ့စစ်ဘိုလ်ကြီးတွေပိုင်ဆိုင်တဲ့နေရာတွေပေါ့နော်အဲ့ဒီနေရာတွေမှာဒီလိုရာဇဝတ်မှုတွေကိုအဓိကတွေ့ရတယ်ဆိုပြီးပြောထားပါရှင့် အဲ့စာထုတ်တဲ့လူကမျက်စိများကန်းနေလားမသိဘူးနော်။ကြားဖြန့်ကဘယ်နားမှာရှိရလဲဆိုတော့ तू မသိဘူးရှင့်။ဟဲ့သူလေသူကကြောက်ကြောင်လုပ်နေတယ်လားကြားဖြန့်ကဘလို့ဘဲမှာရှိနေရလဲဘဲဒေတာမှာရောက်နေရလဲဆိုတော့ तू မသိဘူးပေါ့နော် तू လဲဟိုပြန်ဆွတ်ဆွဲတာပေါ့ရှင်း तू ကလည်းမခံဘူးပေါ့နော်မခံဘူးกว่าပေါ့ရှင်းအဲ့လိုမျိုးပြန်ဆွတ်ဆွဲတာပေါ့ဒါပြင်းတဲ့ဒီကဆွေးမှုတွေနဲ့မွေးရစီဝါကိစ္စတွေမှာတဲ့စစ်ကောင်စီကဘိုလ်ချုပ်ကြီးတွေပါပါဝင်ပတ်သက်နေပါတယ်ဆိုပြီးတော့ तू ကအတိအကျဆွတ်ဆွဲထားပါရှင့် ဒီလိုဆွဆဲချက်အတွက်သူကငင်းမြရတဲ့တက်တဲ့ထောက်ထားရည်လည်းရှိတာကဘာကအတိပါပဲဆိုပြီးတော့သူကကဘာကြီးကိုတော့မှတက်တဲ့ခေါ်လိုက်တယ်ဟောတော့အဲ့လိုပေါ့ရှင်ဒီတော့ तू ကတော့တိတိကျကျကိုတက်မတော်မှာတာဝန်ထမ်းဆောင်တဲ့ဘုံချုပ်ကြီးတွေကိုဆွဆဲထားတာရှင့်ငွေရေးစေဝါကိစ္စတွေလောင်းကစားကိစ္စတွေမှာဘုံချုပ်ကြီးတွေပါဝင်ပတ်သက်နေပါတယ်ဆိုပြီးတော့ပြောရဲဆိုရဲရှိတာတော့အံ့ဩရဲရှင့်ဒီလိုပြောရဲဆိုရဲရှိရဲ့အကြောင်းရင်းကဘာကြောင့်လဲသူ့မှာတက်တဲ့ရှိလို့လားဒါစဉ်းစားရမယ်ရှင့်ဒီပိုင်းကတော့လည်းပြန်ပြီးတော့စဉ်းစားရမယ်အပိုင်းပေါ့နော် အဖွဲ့အစည်းတွေမှာကျွန်မပြောချင်တာချင်းအကတိလိုက်စားတဲ့သူတွေချစားတဲ့သူတွေဆိုတာရှိရဲ့ရှင့်အဖွဲ့အစည်းတိုင်းမှာရှိတတ်တယ်ဒီလူတွေကမသိသူသိသူလို့ ਨੇ လှုပ်ရှားနေတဲ့ကိစ္စတွေရှိရပါတော့ဒီတော့မြမတက်မတော်မှာရောဒီလိုမျိုးတရားမဝင်တဲ့ကိစ္စတွေနဲ့ပတ်သက်နေတဲ့အရာရှိကြီးတွေမရှိဘူးလို့ကျမတို့အတိအကျငင်းဆိုလို့မရတာတော့အမှန်ပါပဲရှင့်ရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါအဖွဲ့အစည်းတိုင်းမှာမထူးခြားတဲ့ကိစ္စပါပဲဒါပေမဲ့အေအေကအခုလိုမျိုးကဘာကတော့သိပါတယ်ဆိုပြီးတော့တိတိကျကျစွပ်စွဲထားတယ်ဆိုတော့သူ့မှာတတ်သိရှိလို့လား ဒါမှမဟုတ်ဒီလိုမျိုးအရာရှိကြီးတွေတည်းကနေပြီးတော့တချို့တွေကပါဝင်ပတ်သက်ပြီးတော့အေးအေးရဲ့မွေးရည်စေဝါရောင်းဝယ်ရေးမှာ အတူတူအကျိုးတူကူပေါင်းလုပ်နေကြတာရှိလို့လားရှင်။ဒါကြောင့် तू ကထုတ်ပြောရဲတာလား။ဘာကြောင့်လဲဆိုတော့တော်တော်စဉ်းစားခက်တဲ့ကိစ္စပါပဲเนาะဒါပေမဲ့ကျမအနေနဲ့ကတော့သုံးသက်ချက်ထုတ်ရမယ်ဆိုရင်တော့ဖျဲသည့်တွေကတော့ရှိရပဲလေတက်မလို့မှလည်းရှိရဲအခက်တိလိုက်စားသူလည်းရှိရဲချစားတာလည်းရှိမှာပဲရှင်ဒီတော့အသွားပြီးတော့များပတ်သက်ထားမိသလားအေးအေးနဲ့ ဒါစဉ်းစားမယ့်ကိစ္စလေးသာဖြစ်ပါရဲ့ရှင်ပြီးတော့ခေါ်ထုတ်ရမယ့်ကိစ္စလေးသာဖြစ်ပါရဲ့ရှင်ဒီတော့ထုတ်ပြန်ချက်လေးရတော့ရှင်ရှင်းပါတယ်လှုပ်ချုံရမယ်ဆိုတော့ငါတို့မဟုတ်ပါဘူးပေါ့ဒီလိုမျိုးဝေးစေဝါရင်ငါတို့ကရောင်းဝယ်နေရမှာရှိပါဘူးပေါ့ငါတို့ကဖြူစင်ပါတယ်ပေါ့ငါတို့ကအင်မတန်ကိုဒီလိုမျိုးမတရားတဲ့ဟိုတရားမဝင်ပါရှင်တရားမဝင်လုပ်ငန်းတွေနဲ့အင်မတန်ကင်းလွတ်ပါတယ်ပေါ့ဆိုပြီးတော့တို့ကတတိချာချာအာမခံပြီးတော့ထုတ်ပြန်ထားဖြစ်ပါရဲ့ရှင်ဒီတော့ဟုတ်ပါပြီဒီမှာဒီထုတ်ပြန်ချက်လေးကိုပေါ့နော် ဟိုလက်ခံကျင်လဲရတယ်လက်မခံကျင်လဲရတယ်ဘာကြောင့်လဲဆိုတော့ဒါတို့ထုတ်ပြန်တာလေတစ်ဖက်သက်ထုတ်ပြန်တာလေဘယ်သူမှတတ်သိရေရှူပြီးတော့အော်တို့အဖွဲ့ရမှန်ပါတယ်ဆိုပြီးတတိယအင်အားစုကလာပြီးပြောသွားမှာတို့ကိုယ်တိုင်တို့ရဲ့ကောင်းကြောင်တို့ထုတ်ဖို့ဝါတာဖြစ်တဲ့အတွက်ကျမတို့ကချင့်ချိန်ပြီးနားထောင်အောင်ပါဗောနော်ဒီတော့ကျမနေနေဟုတ်ပြီတို့ထုတ်ပြန်ကြတာမယ်လက်ခံပေးလိုက်မယ်ပေါ့ရှင်ငွေရေးစေဝါကိစ္စနဲ့ပတ်သက်ခြင်းမရှိဘူးပေါ့ဒါဆိုရင်မြန်မာနိုင်ငံမှာရှိနေတယ်တိုင်းစားလက်နက်ကင်တွေကဝင်ဝေးစီးကြောင်းမရရရလဲရှင်ဒါလေးနဲ့ပတ်သက်ပြီးတော့မေကွန်လေးအေးစရာရှိလာပြီ။မဟုတ်ကြောင့်လဲဆိုတော့သူတို့ကငွေရည်စေဝါနဲ့ပတ်စံရတာမဟုတ်ပါဘူးဆိုပြီးတီလေးညှင်းဆို့လိုက်ပြီလေ ဒါပေမဲ့မိုးရစေဝလာရလမ်းကြောင်းကြည့်တော့လေဝဒေတာနဲ့ဆင်းလာပြီးတော့သူတို့တို့ခိုင်းရောက်တယ်အဲ့ဒီကနေမှကုလူရှက်နယ်ပြီးတော့ပို့ဆောင်ကြရတယ်ဆိုတော့အဲ့ဒါကိုလည်းသူတို့မဟုတ်ပါဘူးမုံလာဥလုပ်နေလုံးမဲဆိုတော့တော်စင်းစားခတ်တဲ့ကိစ္စပဲရှင်တော့ဒီတော့ဟုတ်ပါပြီမိုးရစေဝကိစ္စနဲ့ရှင်တို့လက်နက်ကင်ဖွဲ့နေမပတ်သက်ပါဘူးပေါ့ဒါဆိုရင်ကျမမေးခွန်းလေးမေးချင်ပါရှင်ဒါမီဒီယာတစ်ခုအနေနဲ့မေးတဲ့မေးထိုက်တဲ့မေးခွန်းလေးဖြစ်တဲ့အတွက်အေးအေးအပါဝင်လက်နက်ကင်အဖွဲ့စည်းအားလုံးကိုကျမမေးတာပါရှင်နိုင်ငံတော်အစိုးရမှတရားဝင် အဖွဲ့ကတော့မြန်မာတက်မလို့ပဲရှိတယ်မြန်မာတက်မလို့နိုင်ငံတော်ဘတ်ဂျက်နဲ့သူသူ့ရဲ့ဝန်ငွေကဖန်တီးနေရတာအားလုံးတနိုင်ငံလုံးအသိပဲအဲ့နိုင်ငံတော်ဘတ်ဂျက်ပဲရလာတယ်ဆိုပြည်သူတွေအခွန်အားနေလာတယ်ဒါကတော့မြန်မာတက်မလို့ရဲ့ဝန်ငွေစည်းကြောင်းကိုကျမတို့တနိုင်ငံလုံးတစ်ကမ္ဘာလုံးသိရဲ့ကိစ္စဒါဆိုလက်နက်ကင်အဖွဲ့အစည်းတွေရဲ့ငွေကြေးတွေကဘယ်ရရတာလဲရှင့်ဒီတော့ကိုကမူရီစေဝါနေပြန်ရလာမဟုတ်ဘူးလို့ညင်းနေဆိုဘယ်ရရလဲဆိုတာထုတ်ပြလေဒါဟာတက်တည်ပြချက်တစ်ခုသာဖြစ်ပါတယ်ငါတို့မဟုတ်ပါဘူးညင်းနေအောင်လည်းပြီးသွားမယ့်ကိစ္စမဟုတ်ဘူးရှင့်ဟုတ်တယ်မလားအဲ့တော့ကိုမဟုတ်ကြောင်းကို ပြောချင်တယ်ဆိုရင်တက်တေပြကြက်ဆိုတာလိုပါတယ်ဒီတော့တက်တေပြကြက်လေးပေးပါမူရီစေဝါကနေပတ်စံရတာမဟုတ်ဘူးဆိုဘယ်လမ်းကြောင်းကနေပတ်စံရတယ်ဒီပတ်စံနေဘလို့စီမံခန့်ခွဲနေရလဲအခုဘလက်ရှိကိုဒီကောင်းဆောင်နေဘယ်နိုင်ငံတွေမှာနေထိုင်ပြီးဘလို့ဘဏ်အကောင့်တွေကိုအသုံးပြုနေတာလဲရှင့်ဒီပတ်စံနေကိုဘလို့စီးစစ်နေရလဲရှင့်ဘယ်နိုင်ငံတွေလက်နက်တွေဝယ်နေရလဲရှင့်မိကြမိကုန်နေအများကြီးပါနော်ဖြည့်တက်ရလားရှင့်ဖြည့်နိုင်ရလားရှင့်ဒါလေးတော့မေးချင်ပါရဲ့နော်ဖြစ်တာခါကြရင်တန်းတန်းလက်နက်ကင်တွေကလဲတော့လဲတယ်တမမပြည့်ဘူး ိလားအေးအေးလဲဒီလိုပဲလဲတော့လဲတပတ်မပြေဘူးရှင်တပတ်မပြေရှာအောင်အလဲမာရင်ရက်တက်เนาะဒီတော့ကျမတို့မေးမယ်ဆိုမေးလို့ရတယ်မီဒီယာအနေနဲ့မေးလို့ရတယ်ရှင်ညီမတက်မလို့လဲမေးလို့ရတယ်လက်နက်ကင်လဲမေးလို့ရတယ်ညီမတက်မလို့ဖြေမှာပဲကျမညီမတက်မလို့ဖြေမဲ့ဖြေဘူးသိပြီသားဘာကြောင့်လဲဆိုတော့လက်ပြင်မှာဆင်သွားသလိုရှင်းနေရသလိုဝင်ငွေလမ်းကြောင်းဟာတရားဝင်ဖွဲ့စည်းလေနိုင်ငံတော်ဘတ်ဂျက်ကနေပဲသွားရတာတရားဝင်ဖွဲ့စည်းရေဘယ်ဘတ်ဂျက်ကသွားရလဲဘယ်သူကထောက်ပံ့နေရလဲဒီပတ်စံနေဘယ်ရရရလဲမေးမယ်ဆိုဖြေမှာလားရှင် ျမခုမေးတဲ့မေးခွန်းတွေကရုပ်ရှင်နဲ့မေးခွန်းတွေပါနော်အဖွဲ့အစည်းတစ်ခုရဲ့ငွေကြေးပေါ်မှာဘယ်လိုစီမံလဲဆိုတော့ရူးရူးလေးလေးမေးသွားတာဒီမေးခွန်းတွေကိုအေအေအားဖြေနိုင်တယ်ဆိုရင်သူပြောတဲ့ငွေစည်းဝါးနဲ့သူတို့ကမသက်ဆိုင်ပါဘူးဆိုတဲ့ကိစ္စကိုကျမတို့ယုံကြည်ပေးမယ်မဖြေနိုင်တော့ကျမတို့ယုံကြအကြောင်းမရှိဘူးရှင်ကျမအနေနဲ့အေအေကိုတင်ပေးလိုက်အောင်မသိလားထောက်ပြန်ချက်ဆိုအဲ့လိုထောက်ရတာမဟုတ်ဖြေရှင်းချက်ဆိုအဲ့လိုထောက်ရတာမဟုတ်ဘူးရှင်ငါတို့တွေငွေစည်းဝါးနဲ့လုံးဝမသက်ဆိုင်ပါဘူးငါတို့ရဲ့ဝင်ငွေလမ်းကြောင်းတွေဒီကဒီကဒီကငါတို့လာတာပါဆိုပြီးတော့အဲ့လိုစာရဆာရနဲ့တကွာအတိအကျထုတ်ပြန်လိုက်ဒါဆိုကျွန်တော်တို့ယုံမှာပေါ့ရှင်အဲ့လိုမှမဟုတ်ဘဲနဲ့ မဟုတ်ပါဘူးမလုပ်ပါဘူးမင်းထင်တယ်လို့မယုံပါဘူးဆိုတော့လောက်နေယုံအောင်ကျမတို့ကလေးလေးတွေမှာမဟုတ်တာချင်းကျမတို့မြန်မာနိုင်ငံသားတွေကလေးလေးတွေမှာမဟုတ်တာဒါအပြင်ကျမတို့နိုင်ငံတော်မှာတာဝန်ရှိရအစိုးရလူကြီးမင်းတွေကလေးလေးတွေမှာမဟုတ်တာချင်းနိုင်ငံတကာကလူကြီးရတယ်ကလေးလေးတွေမှာမဟုတ်တာပြောသမျှယုံအောင်လို့ပြပြတာပါဟုတ်တယ်မလားအဲ့တော့နောက်ကထုတ်ပြန်ခြင်းလို့ရှင်အဲ့လိုထုတ်ပြန်ပါရှင်ကိုယ့်ရဲ့ဝင်ဝင်လမ်းကြောင်းချပြလိုက်လို့ရှင်ဒီကိစ္စရှင်းသွားပြီလေမချပြဘဲနဲ့တော့အဲ့လိုမျိုးလာပြီးတော့တိတိကျကျစကလုံးနေနဲ့စာမထုတ်ပါနဲ့လို့ပဲကျမ AAC တို့ အကြံပြုစကားလေးပြောကြလိုက်ချင်ပါရှင့်အခြားလက်နက်ကအဖွဲ့စည်းလည်းဒီလိုပါပဲနော်ငွေရစေဝါတွေလက်နက်တရားမဝင်ရောင်းဝယ်မှုတွေလူကုန်ကူးမှုတွေလည်းငါတို့ကပတ်သက်ခြင်းမရှိဘူးဆိုရင်ကိုယ့်ရဲ့ဝင်ဝင်လမ်းကြောင်းချပြပေးပါပြည်သူတွေသိတဲ့နယ်လေဘာကြောင့်လဲဆိုတော့အားလုံးကပြည်သူကိုတာဝန်ယူမယ်ပြည်သူကိုကယ်တင်မယ်ဆိုပြီးဖြစ်လာတဲ့အဖွဲ့စည်းတွေပဲမဟုတ်လားဒီတော့ပြည်သူတွေကသိတဲ့နာပေါ့ရှင့်ဝင်ဝင်လမ်းကြောင်းလေးချပြလိုက်ဒါဆိုရှင်းသွားအောင်အားလုံးကဟုတ်တယ်နာကိုမဝင်ဝင်လမ်းကြောင်းရှင်းလင်းနေရဖြူစင်နေရဆိုရင်ဒီတရားမဝင်အဖွဲ့စည်းတွေနဲ့ကိုမပတ်သက်ဘူးဆိုတာလဲပြန်မှာစင်သွားသူထင်ရှားနေပြီသားပဲလေ တက်မှာဒီတော့ကျမကတော့လေအရင်မေးချင်တယ်မေးခွန်းနေသီလားမေးခွင့်မရတဲ့အတွက်ကျမဒီကနေတစ်ခါလေးမေးလိုက်တာနော်နောက်ခါကျရင်အဲ့လိုမျိုးတရားမဝင်ဟာတွေနဲ့ငါတို့ကမပတ်သက်ပါဘူးပြောချင်လို့ရှိရင်မပတ်သက်ကြောင်းတက်တယ်လေးနဲ့ထုတ်ပြန်ကြပါလို့ကျမအနေနဲ့တိုက်တွန်းချင်တာပါရှင့်ဒါကတော့အေးအေးအပါဝင်လက်နက်ကအခွေစီအားလုံးတို့ကျမအနေနဲ့အကြံပြုသတင်းတင်ဆက်ချက်လေးတာဖြစ်ပါရှင့်မြန်မာပြည်သူများရှင်ကျမတို့ဗန်းမီဒီယာသတင်းတင်ဆက်မှုတွေကတော့ပါပဲရှင့်ဒီနေ့တော့တော့တော့ပဲပေါ့နော်နောက်နေ့တွေမှာစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းလေးတွေလည်းမြဲတင်ဆက်ပေးပါမယ်ရှင့်မြန်မာပြည်သူများကျမတို့เนี่ย သတင်းလေးပြင်ဆင်နေတယ်တယောင်းစင်လည်းဖြစ်ပါရှင့်ခွန်မန့်လေးရေးကြတာလည်းကျွန်မအင်မတန်ကျေးဇူးတင်ပါတယ်ကျွန်မတို့သတင်းတင်ဆက်မှုလေးတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မြတ်ပြည်သူများအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေကောင်းကျိုးလို့ရင်ဆန္ဒများပြေဝကြပါစေလို့ကျွန်မတို့ Prime Media အဖွဲ့သားများအားလုံးမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင့်